လာဘီယာကရင်မော်ဘေးကိုရောက်နေပြီရောက်နေပြီဆိုတဲ့ခါကျတော့သူအားပေးနေရဘောဘေးကနေပြီးတော့အဲ့တော့ကျွန်တော်ကလည်းဒါအားပေးချင်တာအားပေးချင်တဲ့ကြောင့်မို့ကရင်မော်အားရပါရအားရပါရတက်လိုက်တာတက်ပြီးတော့သွားထိုင်ရတဲ့ကျွန်တော်ကရင်ကြီးကအုံအုံဆိုပြီးပြုတ်ကရင်ချူကြွားများထိုင်စီများဖြတ်ကျော်ပင်မလာဘူးကရင်ကြီးကကြိုးကြသူကလန့်ပြီးငိုပါလေရောသီလားအဲဆိုပြီးမိမိကခလေးလိုပဲနေမကောင်းလို့ရှိရင်အိမ်မှာသူသူ့အိမ်မှာလဲ အငယ်ဆုံးဆိုတော့လေခက်လေးလိုပဲဟုတ်တယ်လူကြီးလိုပဲ तू อ่ะ तू အတွေးခေါ်ကောင်းတယ် तू อ่ะ तू တွေးရတွေးခေါ်လေးကြီးအာဟိုလေးစားရတယ်ပေါ့နော်တခါ तू အင်တာဗျူးဖြေတာလေးကြီးစကားပြောတာလေးကြီးပါလေးဆိုလို့ရှိရင်ပညာသားပါတယ်စကားကိုလှအောင်သူပြောတတ်တယ်အားကြောင့်မိပါတယ်သူတို့ကတော့အများအတန်းအာချီးနှူးဖို့ကောင်းတယ်စိတ်ချမ်းသာဖို့ကောင်းတယ်အဲပျော်ပျော်ဖို့ကောင်းတယ်ပေါ့ တ်တယ်အဲ့ဒါမမေ့ရပဲအဲ့ဒါသူနေမကောင်းဘူးဆိုတဲ့အခါကျတော့အသေးအံဖြစ်နေတဲ့အခါကျကျွန်တော်တို့သွားပြီးတော့အားပေးမယ်ပေါ့တကယ်ချင်းနေအားပေးမယ်ဆိုတော့လူစုရင်းစုရင်းနဲ့သူ့ကိုလာမယ်လို့ပြောထားတဲ့အချိန်ထက်လည်းကျွန်တော်တို့ကနောက်ကျသွားညာ၁၁လောက်ထိုးသွားထိုးသွားတော့သူကမျောရင်းမျောရင်းနဲ့သူစိတ်ကလည်းမကြည်တော့ဘူးကျွန်တော်တို့ကမျောရင်းမျောရင်းနဲ့အဲ့ဒါလည်းရှိတယ်ရှိတဲ့အခါကျတော့သူကလည်းအဖျားကြီးတက်ပြီးတော့အသေးအံဖြစ်နေတဲ့အချိန်မှာကိုလာပြီးကဂရင်မော်ဘေးကိုရောက်နေပြီရောက်နေပြီဆိုတဲ့အခါကျတော့သူအားပေးနေရဘောဘေးကနေပြီးတော့အဲ့တော့ကျွန်တော်ကလည်းဒါအားပေးချင်တာ အပိကျနေတဲ့ကြောင့်မို့ဂရင်းမောင်အားရပါရအားရပါရတက်လိုက်တာတက်ပြီးတော့သွားထိုင်ရတဲ့ကျွန်မဂရင်းကြီးကအုံအုံဆိုပြီးပြုတ်ဂရင်းချူကြွားများထိုင်စီများဖြတ်ကျော်ဝင်မလာဘူးဂရင်းချူကြွားအဲမင်းကြီးကလန့်ဟွာနေမကောင်းတဲ့သူဖြားရီတက်နေပါရဲ့ဆိုမှဂရင်းကြီးကချူကြွားသူကလန့်ပြီးတော့ငိုပါလေရောသီလားအဲဆိုပြီးတော့မင်းကြီးကခလေးလိုပဲနေမကောင်းလို့ရှိရင်အိမ်မှာသူသူ့အိမ်မှာလဲအငယ်ဆုံးဆိုတော့လေခလေးလိုပဲ တော့လုံးမလုံးညာလုံးတဲ့ဘိုင်ဘိုင်နိုင်နိုင်သဘောထားရဲ့အာငူရာငူရဲကကြောအေးအိုးပေါပေါပေါသူ့မနေပြန်ချော့ရတယ်မနေပြန်ချော့ပြီးမှအဲ့ဒါသူ့လူမမာကိုဧကန်းလေးကိုခဏရွှေ့ရွှေ့ပြီးတော့အဲ့ဒါဂရင်ကြီးကိုပြန်ပြီးတော့အာပြန်ပြီးတော့ပြန်တင်ပြန်တင်ပြီးတော့အဲ့ဒါဂရင်ဒီဘာကြီးတေချာလုတ်ပြီးတော့ထားခဲ့ရတယ်အဲ့လိုမျိုးကျွန်တော်တန်ငယ်ချင်းတွေကအဲ့လိုပဲအဲ့လိုကရက်တွေကြီးပဲအမြင်တမ်းလေအာအဲ့ဒါသူ့ဟိုတခါလဲနေမကောင်းလို့ဆေးုံသွားမေးတယ်ဆေးုံသွားမေးကျွန်တော်တို့ကဘာမှ မုံပါမလားတကယ်ချင်းဘာရှိလဲဘာရှိလဲဆိုရင်အဲသူ့လာမေးတဲ့ဟာတွေမုံတွေထုတ်စားတယ်ထုတ်စားပြီးစေးရုံကနေမုံတွေမှားစားတယ်စကားတွေများတယ်ပြီးပြန်သွားတယ်အဲအဲ့လိုမျိုးပေါ့ဟုတ်ဟုတ်တယ်လူကြီးလိုပဲ तू ကသူ့အတွေးခေါ်ကောင်းတယ် तू ကသူတွေးတဲ့အတွေးခေါ်လေးတွေအာဟိုလေးစားရတယ်ပေါ့နော်တခါသူအင်တာဗျူးဖြေတာလေးတွေစကားပြောတာလေးတွေပါလေးဆိုလို့ရှိရင်ပညာသားပါတယ်စကားကိုလှအောင်သူပြောတတ်တယ် လှအောင်ဘောင်ဝင်အောင် နားဝင်အောင်သူအဲ့လိုမျိုးလှက်ပတ်ပြီးတော့သူပြောတတ်တယ်အဲ့ပညာလဲတော်တယ်သူကဟုတ်တယ်သူကအော်တငယ်ချင်းတွေမှာပေါက်မြောက်တယ်ဗောလေပေါက်မြောက်တယ်အချင်းရှိတယ်ကြိုးစားတယ်အထွထွပေါက်ပေါက်ဖြစ်တယ်ဗောလေအဲ့အဲ့အတွက်လည်းဂုဏ်ယူရပါတယ်ဟုတ်ဟုတ်တယ်အဓိကအဝါပေါ့အမ်အားနေ stress များပြီးအားနေနေတဲ့အချိန်အော်ဟိုတုတ်ကွေးဝင်သွားပါဗောလေတုတ်ကွေးဝင်သွားတဲ့အခါကျွန်တော်လည်းဖြစ်ဖူးပါတယ်တုတ်ကွေးဖြစ်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်လည်းအလိုပဲအရင်တုန်းကဆိုလို့ရှိရင်ပါလဲ မြောက်တုတ်ကွေးဆိုလားမသိဘူးလေဖြစ်လိုက်သေးရဲ့လေစင်တုတ်ကွေးတို့မြောက်တုတ်ကွေးတို့ကျွန်တော်လည်းအဲ့လိုပဲအဲ့တော့ဆိုရင်လည်းအရန်တက်ပြီးတော့လေဟွာအောင်ငူနေရအဲ့လိုညီးနေရပေါ့အဲ့ဒါမှတက်တာသူလည်းအဲ့လိုပဲဟီးပြောင်းမကူနိုင်ကြတော့ဘူးလားအဲ့ကျွန်တော်ကတော့ရီရီချတာပေါ့လေသူဖြစ်နေတဲ့ပုံစံအောင်သူကတော့တကယ်ခံစားနေရအဲ့လိုမျိုးဗီဒီယိုတော့ရိုက်မထားဘူးဟုတ်အဖြစ်ဘူးတိတ်ပြီးတော့ သူနည်းနည်းဒီတစ်ခါတော့နည်းနည်းတော်တော်ဖျားသွားတာလို့မျိုးဟောအားကြောင့်မိပါတယ်သူတို့ကတော့အများအတန်းအာချီးနှူးဖို့ကောင်းတယ်စိတ်ချမ်းသာဖို့ကောင်းတယ်အဲပျော်ပျော်ဖို့ကောင်းတယ်ပေါ့อืมရှိဘူးရံဖြစ်တာမရှိဘူးရံဖြစ်တာမကြားဘူးတစ်ခါမှအဲ့လိုမျိုးအမ်နမီကတော့အငယ်ဆိုတော့မိန်းကလေးဆိုတော့အဲ့လိုຫນွေဆူးဆူတာတွေတော့ရှိတာပေါ့လေအဲ့လိုမျိုးပေါ့ဟုတ်ကောင်းနေပါပြီသူတော်တော်ကောင်းနေပါပြီအခု အာသူဟောဘန်ကောက်မှာလည်းစေးရီပါးစစ်ထားတယ်စစ်ထားတယ်နောက်တစ်ထပ်ပြီးတော့စစ်ဖို့လည်းရှိသေးတယ်အခုစကားကြီးရိုက်နေတာဆိုတော့အဓိကအားရှိအောင်နေလို့အစားပုံမှန်စားလို့အေးအေးဝအောင်အေးလို့ပြောတာအာအခုလောလောဆယ်တော့မရှိသေးဘူးပေါ့နောက်ကြလို့ရှိရင်တော့ရှိလာမလားတော့မပြောတတ်သေးဘူးပေါ့လေအခုလောဆယ်တော့မိမိကအာမိမိရောကုလားပြည့်ရောအာရှူတင်နေများပြီးလုပ်တွေရှုံနေကြတခါကြီးကြလို့ရှိရင်အာချိန်ပြီးတော့စုံဖို့တောင်မနေချိန်ရတယ်အဲ့လို อืมဇက်တီကတော့ရှိပါတယ်ကျွန်တော်မှာအာအာ based on true story ပုံစံမျိုးလေးတွေရော ကိုစိတ်ကူးရင်ထားတဲ့ဇက်ကလေးတွေရောအာရှိတယ်။အာရှိတဲ့ဟာမှဟိုအခွင့်အရေးရရတယ်လို့ဒါပြန်ချပြသွားမှာပေါ့လေပြိသက်ကိုဟုတ်အာနုပညာနဲ့ပတ်သက်လို့တော့ဒါအခွင့်အရေးရရတယ်လို့တော့အာကြိုးစားဖို့ရှိပါတယ်။အခုလောစစ်လဲအာဒါပွဲတက်လေးတွေဇလန်းတို့လေးတွေအေးရိုက်ဖို့ရှိရဲအဲ့ဒါလေးလဲအားပေးနေတဲ့အကြောင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ဟုတ်